နောက်ဆုံးတစ်ပုတ်ကတော့ဒီသားအတွင်းနိုင်ငံတနိုင်ငံဖြစ်တဲ့ဗီယက်နမ်နိုင်ငံကဒီနိုင်ငံသားအဖြစ်ခွင့်ဥပဒေကိုပြင်ဆင်လိုက်တဲ့အကြောင်းကိုပြောပြချင်ပါတယ်။အရင်ကနဲ့စာရင်ဒီနိုင်ငံသားတွေအတွက်ဗီယက်နမ်နိုင်ငံသားဖြစ်ခွင့်ဟာပိုလွယ်ကူသွားတော့မှာဖြစ်ပါတယ်။ဒီဥပဒေဟာနိုင်ငံသားကျွမ်းကျင်ပညာရှင်တွေကိုဗီယက်နမ်နိုင်ငံသားဖြစ်လာစေဖို့လမ်းဖွင့်ပေးလိုက်တာလည်းဖြစ်ပါတယ်။ဗီယက်နမ်နိုင်ငံသားဖြစ်ဖို့အတွက်ဗီယက်နမ်ဘာသာစကားကိုကျွမ်းကျွမ်းကျင်ကျင်တက်မြောက်ရမယ်။ နိုင်ငံသားအဖြစ်မလျှောက်ခင်ဒီဗီယက်နမ်နိုင်ငံထဲမှာငါးနှစ်ဆက်တိုက်နေထိုင်သူဖြစ်ရမယ်နိုင်ငံထဲမှာတည်ငြိမ်တဲ့ဘဝကိုထူထောင်သွားနိုင်သူဖြစ်ရမယ်ဆိုတဲ့အဲ့ဒီကန့်သက်ချက်တွေကိုပယ်ဖျက်လိုက်တာပါ တဖက်မှာလည်းဗီယက်နမ်နိုင်ငံသားဖြစ်ယုံသားမကပဲနဲ့ဒီတခြားနိုင်ငံသားလည်းတပြိုင်တည်းဖြစ်ခွင့်ရှိပြီးတော့နှစ်နိုင်ငံသားအဖြစ်ခံယူခွင့်ရှိတယ်လို့လည်းပြဋ္ဌာန်းထားပါတယ်။နောက်ထပ်ဖြေလျှော့ချက်တစ်ခုကတော့ဗီယက်နမ်နိုင်ငံသားဖြစ်ဖို့ဗီယက်နမ်နာမည်ရှိရမယ်ဆိုတာကိုလည်းပယ်ဖျက်လိုက်ပါတယ်ရှင်။